ဓိကပြဿနာ United မှာနောက်တစ်ချက်ကအဲ့ကွင်းလေပဲဗျာကွင်းလေကအခုကိုလိုက်တဲ့ကစားသမားတွေဗျာကက်စီတို့ပါလို့ဆိုတာတားကြနေတဲ့အချိန်ရောက်မှကောက်ခေါ်ကောက်ခေါ်တဲ့ကစားသမားတွေဗျာသိမလားအမန်နျူအယ်ဥကာတီအရန်ကောင်းနေဆိုပေမဲ့လေအိုကိုင်လမ်ကိုင်လာတိချာတော့မသိဘူးဗျာအဲ့လိုမျိုးကောက်ခေါ်လိုက်တာဒါအရစ်တဟန်လက်ထက်မှာမန်နျူအယ်ဥကာတီကိုခေါ်တော့မန်နျူအယ်ဥကာတီရဲ့ပုံစံမျိုးနဲ့အရစ်တဟန်နဲ့ဘလို့မှကိုကျွန်တော် တွဲမြင်လို့မရဘူးတွဲမြင်လို့မရဘူးဗျာတွဲမြင်လို့မရတဲ့အခြေအနေမျိုးကြီးအဲ့ဒါလေးကျွန်တော်တို့ခုကျွန်တော်တို့ဒီဟိုပြန်ပြီးတော့ဥမော့လာတဲ့အသင်းတွေကိုပြန်ကြည့်ခုချက်စီးတို့လည်းကြည့်ဒါကွင်းလေကိုတကယ်ဟိုတကယ်ဟို potential ရှိပါတယ်ဆိုတော့ကသာသမားတွေကိုခေါ်တာနော်ခုမှကျွန်တော်ကန်စီလို့ခင်ဗျာဟိုဒီအန်ဆိုပါနန်ဒက်တို့ဒါဟိုတန်းရချီပေးရဲဆိုပေမဲ့လေအဲ့ဒါလေဟိုအများကြီးတော့လုံမပြားသေးဘူးမှန်တယ်ဒါပေမဲ့သူတို့ရဲ့ဟို အနာဂတ်ကိုမြင်နေရတယ်ဗျာအနာဂတ်ကိုမြင်နေရအခုဒါထားပါမန်ချက်စတာစီးရီးလိုလဲဒါအိုရီတို့ဗျာသူတို့ဘယ်ကောင်ပဲသူတို့ခေါ်လို့နေနေဗျာတည်မလားအာသူတို့ပါလာတဲ့တကယ်ဟိုကောင်းကောင်းကောင်းရန်နိုင်တာကိုတွေးတွေးရတယ်ဗျာပြီးတော့အခုအာဆင်နယ်တို့ကြည်ဗျာဒက်ကလန်ကိုကောက်ခေါ်တယ်ပြီးတော့တော်မတ်ပါတီရှိတယ်ဒါပွဲရင်လိုအပ်သလိုကျွန်တော်တို့ဒီပွဲကိုထိန်းနိုင်တဲ့ကျွန်ညိုလို့ရှိရဗျာဒီကလမ်းမတွေကိုကြည့်လိုက်ဗျာအတူချာမြည်ရဗျာအနာကကခုမယူမကြည့်လိုက်ဗျာဥကာတေးကိုကြည့်လိုက် ဘယ်ဘလို့ဘယ်ဘာလို့တော့ကြည့်လို့ရမှမသိဘူးဗျာအဲ့လိုမျိုးအနေထားမျိုးကြီးပြီးတော့ဒီဟိုဟိုကက်စီကြည့်မလားကက်စီကအကြပိုင်းသွားမယ်ကစားသမားမျိုးဗျာအနာဂတ်မှာထွန်းတော့မယ်ကစားသမားမျိုးမဟုတ်ဘူးဗျာကျွန်တော်ဒီအာကြည့်လိုက်အောင်ကျွန်တော်ခုနောက်ဟိုဟိုကိုဗစ်မိုင်းနူးလို့ကြည့်လိုက်ကိုဗစ်မိုင်းနူးလို့ကလည်းဒီဒါပဲပိုင်ဖို့ဆိုတော့ဟိုကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်တို့ခင်စားလာတဲ့ရိုးကိုကျွန်တော်ကောင်းကောင်း ဟိုချင်းချုပ်ပြီးတော့ကစားနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘူးဗျဒါကိုကျွန်တော်တို့ပြည်သက်တွေတောင်မြင်နေဆိုရင်အသင်းပိုင်ရှင်တွေ recruitment တင်ညာမမြင်တရားအကြောင်းကိုမရှိဘူးဗျာသိရမလားမမြင်တာချောင်းမရှိဘူးဒါပေမဲ့ဘာလို့မပြည့်တာလဲမပြည့်တာလဲကြည့်လိုက်တဲ့ကစားသမားတွေကနာမည်တော့ဟိုရှိရှိပါရဲ့ဒါပေမဲ့အသင်းနဲ့ဟိုအိုက်မလာဒါမှမဟုတ်ငါတို့ဒီဟိုဟိုဘယ်လိုပြောမလဲအဲ နီးပြားနဲ့အဆင်ပြေမှာလားဆိုတာမျိုးမတွေ့ဘူးဗျာသူတို့လှုပ်ချင်အောင်လှုပ်တယ်ဆိုတဲ့ပုံစံမျိုးကဒီတခုခုကကျွန်တော်ကလည်းကျွန်တော်ပြောခဲ့ပြပါတယ်ပိတ်သက်ကနည်းနည်းပါကြိုက်လို့ hide သွားတယ်ဆိုရင်အဲ့ကောင်မှကောက်ခေါ်လိုက်တာမျိုးဒါဒါမျိုးတွေဗျာတကယ်ကျွန်တော်တို့ဟိုမနှမ်းပြောရင်ပလန်မရှိဘူးလို့ပြောမှာပေါ့ပလန်ပလန်မရှိဘူးဒီဒီဒီဟိုသွားမဲ့ structure မရှိဘူးဗျာအနာဂတ်ကိုသွားမဲ့ structure မရှိဘူးသူကရေရေတို့ပဲသူတို့လှုပ်ချလိုက်တဲ့ပုံစံမျိုးတွေကအခု United မှာဖြစ်နေတဲ့ပြဿနာရဲ့ဟိုတစိတစ်ပိုင်းပဲဗျာဒီကွင်းလေဟာ လုံးဝကိုကွင်းလေကျန်တဲ့အသင်းတွေနဲ့ရှင်ကြည့်တဲ့ခါတော့ခုကမြဟိုကိုလိုင်းကြည့်လိုက်ပါဒီချက်စီတို့ဒါပါဒီအာဆင်နယ်တို့ကျွန်တော်မပြောလို့ခုစပါးနဲ့ကိုကွင်းလေကိုရှင်ကြည့်လိုက်အောင်ဟုတ်တယ်ဟုတ်တယ်စပါကွင်းလည်းဦးရှင်းကြည့်လိုက်စပါကွင်းလည်းမှာဘေဆိုးမရှိရဗန်တကာရှိတယ်ဟောပြီးတော့နောက်တစ်ယောက်ကဘယ်သူလဲအာဘာဖြစ်လဲအဲ့ ပါပါပါဘတ်တော့ပါပါအင်းပါပစားရှိသေးတယ်ဆိုပြီးတော့ဒါမှကျွန်တော်တို့လိုရင်လိုလိုအပ်တယ်လို့ဝင်ကစားနိုင်တယ်ကလူဆက်စကီးကဒါရှိသေးတာသူတို့ဘယ်ကစားမှာပဲထွက်သွားထွက်သွားတခုနောက်ကအကယ်ဒမီထွက်ကစားသမားလေးကိုနေရာပေးပြီးတော့ကောင်းကောင်းရန်နိုင်နေတယ်အဲ့မှာအဲ့လိုမျိုးမရှိဘူးဗျသိမလားလုံးဝမရှိอ่ะဆိုအဲ့လိုမျိုးဖြစ်တာဆိုအဲ့ဒါလည်း United မှာပြဿနာဒါပေမဲ့ United က ဲ့ဒီနေရာကိုအစားထိုးပြီးတော့ခုံခုံမဲ့အတံမျိုးတခါမှမကြဘူးအခုလဲမကြဟသည်ခရေကျွန်တော်အဲ့မန်နီယိုဥကားတီးကိုမခေါ်ခင်လိုက်နေတဲ့အချိန်တုန်းကအဲ့လိုမျိုးဗီဒီယိုတဘုတ်လုပ်ခွေလုပ်ခွေဆိုတာဒီတဟန်းရဲ့သွားကျင်တဲ့ဒီ position play ဆိုရင်ဘောလုံးကို control ကိုကင်ထားရမယ်ကင်ထားတဲ့အချိန်မှာဆိုရင်အနည်းဆုံးသမားကဗျာ press resistance ကဒီ defensive မိပြတာဖြစ်တဲ့တိုင်အောင်ဗျာဒီ press resistance ရဲ့ဒီ level ကသူ့ level တခုမှာတော့ရှိတင်တယ် ကျွန်တော်ဒီ manual guardy ကို design ရအောင်လို့ဆိုတာကျွန်တော်တို့ទីပြီးသားကိုទីတော့ကြောကျွန်တော်ပြောရတယ်အဲ့တော့ကဟိုသွားကျင်တာ position နဲ့ play ပြခေါနေတာကဒီ design ရအောင်လို့ဆိုရင်အတင်းကခွေးပြစ်နေဦးမှာဆိုတော့တကယ်လဲအခုချိန်ကြီးတာကခွေးပြစ်မနော်သူ plan မရှိအောင်မဟုတ်ဘူးပြ plan ကရှိတယ် plan a plan b မရှိရဘူးပြောကြတာသူတစ်ချောင်းလုံးဒီဟွာကြီးကိုလိုက်တာဗျာ frankie ဒီချောင်းကြီးကိုအဲ့ပြန်ဟန်ရောက်ရောက်ချင်းမှာလိုက်တာဒါကြီးကိုမရဟုတ်တယ်လိုက်ပြီးတော့နောက်ဆုံးသူတို့မရတော့တဲ့အချိန်ကျမှသူကက်စီမီရိုကိုကောက်ခေါ်လိုက်တာ တကယ်နဲ့ကက်သီကိုခေါ်လိုက်တဲ့နေရာပေါ်တယ်ဘူရဲရကက်သီကသူဒီကျွန်တော်တို့ United ကိုမလာခင်နှစ်ရက်အရင်နှစ်နှစ်ကဖက်စာရင်သူ့ရဲ့ stat တွေကအရန်ကိုကျနေပြီဗျာသိလားသူ injury တွေသူပေါ့တယ်သူပြိမဲ့အရာတိုင်းမှာဒီ30%လောက်တော့ကျနေပြီဒါပေမဲ့အဲ့တော့ကသူ့ရဲ့ stat ကလည်းသူသူ့ရဲ့ stat ကကျနေရဲ့ဆိုပေမဲ့ဗျာတခြားကစားသမားတွေရဲ့ဒီ top 5လေးရကစားသမားတွေနဲ့ရှင်လိုက်မယ်ဆိုရင် तू က top 5 top 5တွေကလည်းဝင်နေတော့မယ်ရှိသေးရဲ့ဟိုထားပါတော့ကျွန်တော်ပြောချင်တာ stat ကနှစ်လိုက်ကကျလာနေတဲ့အချိန်ညာ တော့အဲ့လိုအချိန်မှာအတင်းရတဲ့ဖရန်ကီဒီချောင်းကိုလုံးဝလိုက်နေနေမရတဲ့အချိန်ကျတော့အချိန်ကက်လာမှကောက်ခေါ်လိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတာဆိုတော့အေးပေါ်အခုအမနိုင်ပြောရင်မန်နီယိုဦးကားဒီနေရာကိုဂျောင်းနံပါတ်ကိုခေါ်ခဲ့မယ်ဆိုရင်ကက်စီကတလောက်ကြီးထိပြတ်သွားကြအကြောင်းမရှိဘူးကိုပြောချင်တာသိတာဘာလို့လဲဆိုတော့အခုတော့ပုံစံတူတယ်ညာကတော့ပုံစံတူပဲဘယ်သူမှဒီ benefit မှာဝင်ပြီးတော့ကုညီနိုင်တာမဟုတ်ကက်စီဆိုတော့အမနိုင်ပြောရင်ဗျာဒါ तू က तू ကဒီကျန်းတော်တော့တကယ်ကျန်းပါလေ तू center back ၄ယောက်ရဲ့ရှေ့ရနေပြီးတော့ ဖိုက်တယ်ကျန်တယ်တကယ်တော့ကျတော့ तू ကဒီ metric မှာတော့ဆိုရင် तू 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 အသင်းမဲ့ကိုကိုအသင်းမဲ့ကိုသူကဟိုကြောကိုမပေးရတဲ့ကစားသမားဗျာကျွန်တော်ပြောချင်တာဒီလားဘယ်တော့မှမပေါ့ဘူး तू ကဟုတ်တယ်ဟုတ်တယ်ကိုမျက်နှာမူထားကြတော့မြဘောလုံးကိုပဲဒိုင်းငံဖြတ်မယ်တစ်ဖက်သင်းရဲ့ဆက်လက်တွေကိုဖြတ်မယ်တတိကယ်ပေါင်းလုံးကြီးလုပ်မယ်သူ့ရဲ့ဒီတကယ် area ကျူရယ်အားကောင်းတဲ့ပုံမှာအသုံးချပြီးတော့ ူဒါဒါယူစီယမ်ကလည်းအောင်မြင်ခဲ့ပေါ့သူသူ့ရဲ့ဘဝကတော့အောင်မြင်ခဲ့ဗျာဒါပေမဲ့ဟိုမန်ယူမှာကျတော့အဲ့လိုမျိုးမရှိဘူးဗျအဲ့လိုမှဆိုရင်ဒီတိုနီခရူးလိုလိုမော်ဒရစ်တို့လိုကစားသမားတွေကိုအတင်းမှာမရှိရဘူးဟာကောင်းကောင်းနားလည်ထားရမှာသူတို့အဲ့လိုမှဆိုရင်ဗျာမနီယူကားဒီမခေါ်ပဲနဲ့ဒီမြင့်ဘယ်လို resistant ကောင်းမယ်ကစားသမားတစ်ယောက်ကိုထပ်ပြီးတော့ခေါ်လိုက်မယ်ဆိုရင်ကွင်းလေအလောက်ကြီးနေမဟာဘူးကျွန်တော်ပြောချင်တာအခုက benefit မှာလေရှယ်ရုံးငံရတာကိုရီးတင်းကသိရမလားဟာအခုအကြောင်းတာပဲဆိုရင်လည်းတော့ဂျောင်းတာပဲဆိုရင်လည်း65 90လောက်ပဲထင်တယ်ကိုထင်တယ် PSG က65 90လောက်နဲ့ခေါ်ပြီးတော့အဲ့ PSG မှာမသုံးတော့တဲ့ကောင်ကိုကိုရီးယားက60နဲ့ပြန်ရတာပေါ့ဗျာဆိုတော့ဒါကတော့ဒါကတော့မန်ဒက်ရဲ့လက်ခွက်လေးပါမှာပဲမန်ဒက်ကဒါကျွန်တော်တို့ကဒီဒီနီယိုလိုရအောင်ခေါ်လိုက်တော့လေဒီကံမောက်ကိုခေါ်စီစဉ်တော့လေထပ်ပြီးတော့ခေါ်ပြရတဲ့ပုံစံမျိုးပဲဖြစ်နေတယ်